ဟာဦးစီးဌာနကဒီတိုင်းပြောလို့မရဘူးဝင်းကြီးဌာနအောက်မှာဦးစီးဌာနရှိတာအဲ့တော့ဝင်းကြီးဌာနကဘယ်နဲ့ဌာနချန်ထားမှာလဲကျွန်တော်တို့ကဟလိုက်ဌာနသိတယ်ဒါမှမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဆိုတာလဲဝင်းကြီးနေထားမယ်အတုံးလေးထားညွန်ကျုပ်လေးထားမယ်ဒုဟွာလေးထားမယ်ရုံးဖွဲ့ကြီးထားမယ်တရသိန်း6ဝါလေးသုံးနေအောင်မယ်ဆိုရင်တော့ဘာမှမထူဘူးတော်လန်ကြီးအစိုးရပဲဆိုပါဇာဇာအစိုးရကြီးတော်ပါတော့ကျွန်တော်ကဒီလိုလဲစေတယ်လည်းအကြံပေးတော့ဗျာမတော့မတုံ့ပြန်ပါဘူး အခုလိုအစိုးရဖွဲ့တိုင်းကိုချက်လက်ပတ်လည်လဲနေတော့တော့လုံနည်းနဲ့မှာအစိုးရဖွဲ့တယ်ဒီနေ့တော်လိုင်းရမှာအောင်မြင်နိုင်မနိုင်မနိုင်ပါဘူးကျွန်တော်ဒီလိုပဲမြင်ပါတယ်ဗျာโอเคဆရာဦးချင်းမြစ်ခင်ဗျာအခုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဟိုပြုပြင်ပြောင်းလဲလုပ်ဖို့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အခုသတင်းတစ်ခုထွက်လာပါတယ်အဲ့ဒါကတော့တချို့ဝန်ကြီးဌာနတွေကိုဦးစီးဌာနအဖြစ်ပြောင်းလဲမယ်ပေါ့ဆိုတော့ ဆရာလည်းဒါအန်ယူဂျီပြုပြင်ပြောင်းလဲနေတဲ့ပတ်သက်ပြီးတောက်လျှောက်အကြံပြုလာတဲ့ဝေဖန်လာရဆိုတော့အခုလိုမျိုးဦးစီးဌာနအနေနဲ့ပြောင်းလဲမဲ့အပေါ်မှာတချို့ဝန်ကြီးဌာနတွေကိုဘယ်လိုမျိုးမြင်လဲဗျဆရာသဘောထားသိကြပါလားဟိုပထမဆုံးပြောချင်တာကတော့ကျွန်တော်အန်ယူဂျီကိုအပြုသဘောနဲ့အမြဲတမ်းဝေဖန်တာပါအပြုသဘောနဲ့ဝေဖန်လဲဆိုတာအကြံပေးတာပေါ့နော်အဲ့ဒီရှူတော့ကလည်းပြောတယ်လို့ပဲနားထောင်နေလို့ကအဲ့လိုသဘောပေါက်စစ်ကြည့်ပါလေဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကနေရာလူမဲ့လူတွေလည်းပုံပြီးအသက်လည်းကြီးအဲ့တော့ကျွန်တော်ဆက်ပြောမယ်ဆိုရင်တော့အခုမစ္စီမာကလည်းကိုခက်နူရဲ့သတင်းပေးပို့ချက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာအဲဝန်ကြီးဌာန16ခုရှိတယ်တဲ့ဒုဝန်ကြီးက16ရောက်ခံတာလေလူမျိုးနယ်ပြည်မှာနေရောက်ရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ confirm လုပ်လို့မရဘူးလေသူလည်းလုပ်လို့မရဘူးလူမျိုးနယ်ပြည်မှာဘယ်လောက်ဆိုတာကျွန်တော်တို့တော့ဒီတော့ဒေါက်တာဇော်ဝီစုပဲဟောနေတာတွေ့ရတယ် ကျန်တဲ့လူတွေတော့ရံဖာရံငါလေးသွားတာတွေ့တယ်။အဲ့တော့သူတို့ကအပြောရှိလို့သာကျွန်တော်တို့ကဒါလဲဒါထောင်ရတယ်ပေါ့။အဲ့ဆက်ပြောရမယ်ဆိုရင်တော့အဲ့ကျွန်တော်တို့ကပတ်စံရှိမှစစ်တိုင်လို့ရတယ်လေ။စစ်နိုင်ခြင်းလေဆိုရင်ကျွန်တော်တို့ကလိုအပ်တဲ့ထောက်ဖို့လုပ်ငန်းတွေကျွန်တော်တို့များများကောင်းအောင်လုပ်ပြရမယ်။အခုစားစစ်တိုက်တဲ့လူတွေအလှခန်းနေရတယ်ဗျာ။ကဲကျွန်တော်တို့လူကြပါအောင်ကျွန်တော်တို့မှဘလောက်ပဲရှိတော့လဲစမ်းပြီ။အဲ့ဒါတွေကမဟုတ်ဘူးဗျာ။အဲ့တော့အဲ့ဒီဟာတွေကဘာလို့ဖြစ်ရတာလဲဆိုတဲ့အခါကျတော့ဟို NUG က စည်းရင်းတွေကိုမထုတ်ပြန်ဘူးကပြည်သူတွေအကြံပေးလို့လည်းမရဘူးအကျွန်တော်ကကော်ရိတ်ထဏောက်ဘလောက်သုံးတယ်ဘယ်ဟာဘလောက်သုံးတယ်ရှေ့တန်းကဘလောက်ပို့တယ်ကျွန်တော်တို့ကတော့အဲ့လိုပဲပုံလွှင့်မြင်တာကိုဖြစ်စေရင်ကျွန်တော်ကအသေးစိတ်မဟုတ်ပါဘူးအရေးဘူးရပါဘူးဝင်းကြီးဌာနကိုဝင်းကြီးတယောက်ကိုဘလောက်ဘလောက်ယူတယ်ဒုဝန်တယောက်ကိုဘလောက်ပေးတယ်ဒုဝန်ကြီးကိုဘလောက်ပေးတယ်ဝင်းကြီးဌာနရဲ့သုံးစည်းကဘလောက်သုံးတယ်အဲ့လားလေးပေါ့ဗျာရေးဘူးရတော့တော့တင်ပြအစိုးရလို့အမိခံရတာပေါ့အစိုးရလို့ဆိုရင်တော့အစိုးရဆိုတာဘတ်ဂျက်တွေထုတ်ပြန်ရတယ် အဲ့တော့အသေးစိတ်ဘုတော်ထုတ်ပြန်စေခြင်းနဲ့စစ်နိုင်ကျင်တာ ਉਹ ဒါပါပဲစစ်နိုင်ကျင်တဲ့ရှုတော်ဝံကြည့်တဲ့အခါမှာအခုသတင်းတွေကအမျိုးမျိုးထွက်လာပြအန်ယူဂျီမှာဘတ်ဂျက်မရှိတော့ဘူးစစ်တိုက်ဖို့ဘတ်ဂျက်မရှိတော့ဘူးဆိုတော့အတန်တွေကလည်းထွက်တယ်မဟုတ်ဘူးရှိသေးတယ်ဆိုတော့အတန်တွေကလည်းထွက်တယ်ပေါ့ထို့သောကျွန်တော်ကတော့ထိုက်တင်သလောက်ရှိသေးတယ်လို့ကျွန်တော်ကတော့ဒီမှတ်တယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေလှူထားတဲ့အလှူငွေတွေကလည်းဗျာရင်းရင်းဆက်ဆက်လှူထားတာနော်ညတယံစာတာရတဲ့ရောင်းဝံငွေရတယ်တအားမြင့်တယ် ဒေသတွေမှာလွတ်မြောက်တဲ့နေပြည်တွေမှာအခွန်နေအလူခံနေရတယ်လည်းအများကြီးပဲနောက်တစ်ခါပုံသဏ္ဍာန်မျိုးတွေဝင်ငွေတွေလည်းအများကြီးပဲဆိုတော့ဟိုကျွန်တော်2024လေးမေလ9ရက်နေ့စင်းရာဆိုရင်ဟိုတလားထဲမှာတော့မှာပဲ485ဂရီတော့ရတယ်လို့ကျွန်တော်ဒီလိုသွားတွေ့တယ်ပေါ့ဗျာရွှေတွေလည်းရတယ်ပေါ့ဗျာဒါဖြစ်နိုင်ကြရှိပြဘာလို့ဆိုကရင်နီမြို့မှာမာဝီကနေပြီးတော့ထိုင်းမှာသူကဆွေလူပွဲတစ်ခုမှာထုတ်ပြောတာဆိုရင်သူတို့ရတာတယ်တဲ့ တလကို3,800ရတလကို3,800ရတယ်အသေးဝင်သူထုတ်ပြောတာနော်သူတောင်းရှိရတော့ဆိုတော့အဲ့လိုအနေထားမှာကျွန်တော်တို့ကလည်းအခုဝင်းကြီးဌာန18ခုမြစ်သိမ့်များလုံးနေအခမ်းအနားလို့ဒါဒါ short တင်နေ9ဌာနလို့တော်ပေါ့အဲအဲ့လိုမျိုးတွေပါဝင်းရုံဘွဲကြီးလဲတော်တော်9နှစ်လည်းပြီတော့မယ်တော်လိုင်းအစိုးရပဲဆိုပါသာသာအစိုးရကြီးတော်ပါတော့ကျွန်တော်ကဒီလိုလဲစေစံနဲ့အကြံပေးတော့ဗျာမတော့မတုံ့ပြန်ပါဘူးဟိုသူသူထောက်ခံတဲ့လူတွေကဝိုင်းပြီးတော့ ဝေဖန်ရှုတ်ချတာအပြစ်တင်တာပဲခံရပါလားကျွန်တော် group site ပေါ့ဘာလို့ကျွန်တော်တို့ကအာနာလုနေတဲ့လူမှမဟုတ်တာဘူးနော်အဲ့တော့ကျွန်တော်သတင်းထန်တာကြီးပေါ့ယုံကြည်လောက်တဲ့သတင်းထန်တာကြီးရရတာတော့ဝင်းကြီးထန်တာတကူသိန်း600ဟာသုံးနေတယ်တလဝင်းကြီးထန်တာတကူကိုသိန်း600ဟာသုံးတယ်ဆို18ဌာနဌာနဆိုတော့ကျွန်တော်တွက်လိုက်တဲ့ခါမှာသိန်းပေါင်းတလတလကို1200သုံးတယ်အဲ့အဲ့လိုဝင်းကြီးထန်တာတွေသုံးတယ်ပေါ့အဲ့မှာနေကဘာကိုလှည့်တဲ့ဟာတွေတခြားကြီးစိတ်တွေအခြားအခြားသောဟာတွေမပါသေးဘူးပေါ့ဗျာ ဟောအဲ့လိုဖြစ်တဲ့ခါကျတော့အခုကျွန်တော်တို့ကဌာနဆိုင်မှာနှစ်ပေါင်း28နှစ်လောက်လာတယ်ရှင်းနေလိုက်တာလည်းနှစ်40လောက်ပေါ့ပြဖြစ်လာပြီအဲ့ဒီတွေ့ကြုံတွေရာဆိုလို့ရှိရင်ငွေသုံးနေဆွဲတဲ့နေမှာလည်းပတ်သက်လို့ဟိုစနစ်တကျသုံးအောင်ပဲအခုတို့ကအခုပြောပြီဦးစီးဌာနပြောင်းတော့မယ်ဆိုတော့ဟာဦးစီးဌာနကဒီတိုင်းပြောင်းလို့မရဘူးဝင်းကြီးဌာနအောက်မှာဦးစီးဌာနရှိတာအဲ့လိုဝင်းကြီးဌာနဘယ်နဲ့ဌာနချန်ထားမှာလဲအခုဝင်းကြီးဌာနတွေကိုလည်းပြောင်းပြီးဦးစီးဌာနတွေလှုပ်လိုက်မယ်ဆိုရင် ဘတ်ဂျက်ကဒီဘတ်ဂျက်ပဲသုံးမယ်ဒီလကတွေပဲယူရမယ်ဆိုရှင်ဝန်ကြီးဌာနအောက်မှာဦးစီးဌာနတွေရရှိတာအဲ့တော့ဘယ်လူတွေအောက်မှာဒီဦးစီးဌာနတွေရရောက်ပါလဲအဲ့ဒါဘယ်လိုအလုပ်လုပ်ကြမှာလဲဆိုတော့ကျွန်တော်ကတော့ဗျာတော်လောက်ပြီးထင်တယ်ဗျာအဲ့ဒါတော့ဟိုဟိုဟိုလက်ဒီလက်ဟလာပြည်သူလူထုကိုကျွန်တော်တို့က close the watch လုပ်နေတယ်လုံဝစစ်စေးအရာရှိတယ်လုပ်လာလဲဆိုတော့ကျွန်တော်တို့ကဟလိုက်တာနဲ့သိတယ်ဒါမှမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဆိုတာအဲ့လိုဟိုဒီတိုင်းပဲလက်ဟာစာတက်ကြီးလို့ဆက်ထားမယ်လက်ဝင်းကြီးနေထားမယ်အတုံးလေးတာညွန်ကျုပ်လေးထားမယ် ခုဟွာတွေထားမယ်ရုံဖွဲ့ကြီးတွေထားမယ်တာရသိန်း6ဟွာတွေသုံးနေအောင်မယ်ဆိုရင်တော့ဘာမှမထူဘာမှလုံမနေတော့အဲ့ဒါတော့အဲ့ဒါကြီးတော်ပါတော့အစိုးရဆိုကြီးတော်ပါတော့နော်တော်လန်ကြီးအဖွဲ့ပဲနော်တပ်ပေါင်းစုပဲလုပ်ပါတော့အဲ့ဒီအောက်မှာမှဂုံတင်းဂုံနေတာတွေဂုံပေါ့နော်အဲ့ဒါပဲအတိတ်ပဲရှိနေမယ်အဲဒီလိုဟိုဟိုလိုလှုပ်လဲဒီလိုလှုပ်လဲဆိုတာကျွန်တော်တို့ဒေချာတက်ကြွနေလူတွေကစောင့်ကြည့်နေတာတော့မင်းဘာမ ဟိုဒေါ်လာရေးကိုအကျိုးကျေးဇူးရှိလာတဲ့ကြာမမြင်ဘူးလို့ဒီလိုကျွန်တော်ကျွန်တော်တော့မြင်ပါတယ်ဗျာပြောချင်ပါတယ်နော်ဝကြီးဌာနတချို့ရောဟိုဖြတ်သိမ်းနိုင်ပွဲရှိနိုင်လားဆရာဘယ်လိုမျိုးခံမှန်းလဲဟိုသူတို့ကလာဝင်းကြီးဌာနတွေဖြတ်သိမ်းလက်တွေလျှော့တယ်လို့အဲ့လို policy ရအဲ့လိုပြည်သူတော့အဲ့လိုပြောမှာပဲလေဒါမလို့ဟိုဒီဘက်ကဟိုစကားတော့နည်းနည်းရိုင်းတော့မကောင်းဘူးပေါ့ဗျာဟိုနားလည်းပါရိုက်တော့အဲ့သဘောမျိုးတော့တော်ရင်တော့မကောင်းဘူးပေါ့နော် ပြည်သူဆိုတာဆိုတာပြည်သူမှန်မှန်ကန်ကန်ပဲတင်ပြတင်တယ်နော်အဲ့လိုကျွန်တော်မြင်ပါတယ်နော်ဒါပေမဲ့အခုလိုမျိုးဝန်ကြီးဌာနရဲ့လျှော့ပြီးဦးစီးဌာနပြောင်းလဲလုပ်မယ်ဟိုရည်ရွယ်ချက်ကဘာဘာတွေပိုကောင်းလာမယ်သူတို့တရားဝင်တော့မထုတ်ပြန်သေးဘူးဒါပေမဲ့အခုလိုလုပ်မဲ့အနေထားပေါ်မှာဆရာတို့လူချင်းတဲ့ပုံစံဟိုတစုံတရာဟိုနီးစက်တယ်လို့ပြောရမလားအဲ့ဒါကိုဆရာပါပြောချင်တယ်အာဒီပုံစံနဲ့လူမပြောင်းမူမပြောင်းနေနဲ့မူကလည်းပဲဟလာဒီမူကဘောင်တွင်းရပဲလုံမယ်ဆိုရင်တော့ ကျွန်တော်တို့ဘူးဒေါ်လာရေကိုအကြီးကြီးထိခိုက်နေမယ်အစိုးရဖွဲ့လာတော့ဒေါ်တော်အစိုးရဖွဲ့ပြီးပြင်းပြင်းထန်ထန်နိုင်ငံရေးစကားနဲ့ပြောမယ်ဆိုတော့အစိုးရလှုပ်ရှားတဲ့အလုပ်ကတော့တော်ပြီ၅နှစ်လीတော်ပြီတော်တော့ပြီပေါ့ဟုတ်လားအစိုးရလှုပ်ရှားတာတော်ပြီပေါ့ဗျာတော်တော်လည်းသူတို့အစီအပြေနေပါပြီမိသားစုလိုက်နော်အဲတိုက်ခါနေဝယ်နိုင်ကားတွေဝယ်နိုင်လာစားတွေလည်းအစုံပြေပြီးသားကလေးတွေလည်းကြောင်းထားကြောင်းကောင်းကောင်းနေထားအားလုံးလည်းငါကြလည်းရောက်နေကြပါပြီနော် တော်ပါတော့အဲ့ဒါတော်လိုင်းကြီးလည်းကြည့်ရပါဘူးတော်လိုင်းအောင်မြင်အောင်လုပ်ပါဦးအဲ့ဒါကမှမိုးကမိုးမိတ်ပါအသေးလေးတိုက်ရမှာအညာဒေသတွေမှာခမရအင်ဂျီပေါင်းတသိန်းရောလူပေါင်းခမရ9000အဲ့ဒါထောင်နဲ့ချီပြီးသေးကုန်ကြပြီအဲ့ဒါမီးတွေရှို့ခါရတာတောင်းနဲ့ချီပြီးတော့ဗျာဘုံတွေလည်းကျဲအဲ့လိုရုပ်နေတဲ့အချိန်မှာအစိုးရလုပ်တဲ့ဟာတော့တော်ပါတော့ခမရတို့ဘာကျွန်တော်ကတော့ဗျာအစိုးရဖွဲ့လုပ်တဲ့လူကြောင့်မလို့ဘာမှထိထိရောက်ဖြစ်တယ်လို့ကျွန်တော်မတွေ့ရဘူးဘာလို့မြုပ်နေသိနေလဲ ။ဒါအဲ့အစိုးရကြီးအောင်ဗနေမျိုးနယ်တင်နေ။အခုစတိုင်းအဆက်ကလေးမှာ6မျိုးနယ်တင်တာမျိုးနယ်ကြီးရဲ့2ခုမျိုးနယ်ကွယ်လေးရ4ခုအဲ့ KIA နဲ့ AE နဲ့တိုက်ပြီးထတာ။ဟိုပတ်တုံးလုံးတွေဘာတွေရတော့ဟိုအနေပါတော့ပါတာပေါ့ဗျာ။ပြီးတော့နောက်တစ်ခုကအဲ့လိုလောက်လာတဲ့ခါမှာအစိုးရအောင်မှာတော့ဘာမှတိုက်ထိထိရအောင်မရှိဘူးဗျာ။တောင်တော်လိုင်းပုံစံနဲ့အဲတေချာလုံးမှာလက်ကစားတက်ကြီးကိုလည်းရှော့မှာရမယ်လို့ကျွန်တော်တို့အမြင်ကတော့မေးပါဆိုရင်တော့ကျွန်တော်ကတော့အခုတို့လုံးမဲ့ပြင်းမှုပြောင်းနေရတယ် ဘာမှအကျိုးကျေးဇူးဖြစ်လာစရာမမြင်ပါဘူးဗျာဒေါ်လာရေးကိုအကျိုးကျေးဇူးဖြစ်လာစရာမမြင်ပါဘူးဟုတ်ကဲ့ဒီတင်းရဆို UNG ရဲ့ပြုပြင်ပြောင်းလဲကော်မတီဆိုတာရှိတယ်ပြောတယ်ဒီကော်မတီကနေစောင့်ဝက်နေတာပေါ့နော်အဲ့တော့ဝန်ကြီးဌာနအချို့ကိုဦးစီးဌာနအဖြစ်ပြောင်းလဲမယ်ပြီးရင်ဒါကိုသူက CR page ကိုတင်တယ်ဒါကလွှတ်တော်ကအတီးပြုမယ်ပေါ့ဒီလိုပုံစံကျွန်တော်တို့သွားနေတာတွေ့ရတကယ်လှုပ်ထုတ်လို့နီးအရာပေါ့ဆိုတော့တကယ်တမ်းကျတော့ဒါတွေကပြည်သူလူထုကိုမချပြတင်ဘူးလားခုနကကျွန်တော် UNCC မှာပြည်သူညီလာခံဆိုတာဟိုငကိုတော့6လတချိန်လို့ပို့သူတို့ ဟိုစူးစမ်းခဲ့တယ်မအောင်မြင်ဘူးပေါ့နော်ထားပါတော့အဲ့တော့အဲ့လိုမျိုးပြည်သူညီလာခံလိုမျိုးပြည်သူတွေကိုချပြပြီးတော့အကြံဉာဏ်ယူတာထောက်ခံချက်ယူတာစသည်ဖြင့်ဒါမျိုးရောအချက်ချက်ပြည့်ပြည့်မလုံတင်ဘူးလားဆရာအာလုံတင်တာပေါ့ခင်ဗျဒါတော်ပြည်သူတွေရဲ့တော်လိုင်းရေးဆိုတာပဲလေတော်လိုင်းရေးဆိုတာပြည်သူအသိပေးရမယ်အခုဆိုဗျာဟိုမှာကလေးဘက်တို့ပါလို့ဆိုလို့ရှိရင်ဟိုအဲ့မှာလှည့်လာသွားတယ်အုတ်ချိုးမှုနေရဘူး ဟိုကပြည်သူတွေကအဲ့မျိုးရှိတဲ့ပြည်သူတွေကမဲဆန္ဒနဲ့ရွေးကျင်တယ်ကျွန်တော်တို့အုပ်ချုပ်မဲ့လူဆိုတော့မရဘူးအရင်ပြတက်ရခါမှာဘဟုဝတက်ရခါမှာဆိုဘဟုဝတက်ရခါနေအမကြည့်တတ်ဘူးဟိုကလူကြီးအဲ့လိုပေါ့ဗျာပွင့်လင်းမြင်သာမှုဆိုတော့အောက်ချီကနေအပေါ်ဆုံးအထိသူတို့ကဟို legislative ရထားတဲ့အာဏာရထားတဲ့အစိုးရပေါ့ဗျာအစိုးရမှုလို့သူတို့အုပ်ချုပ်တယ်ပေါ့ဗျာအဲ့သူတို့ဘလို့အစိုးရဖြစ်လာတယ်သူတို့ NUG ကိုဘလို့ရွေးကောက်တယ်ဆိုတဲ့နေရာမှာတော့အဲမေးခွန်းနေရာတော့အများကြီးပဲ အများကြီးပြောသူတို့တွေရတတ္တိယဒါနအဆင့်တွေပဲရှိတာလေတကယ်ကြောင့် NLD ရတတ္တိယဒါနအဆင့်တွေပဲရှိတယ်အမတ်တွေမဟုတ်တဲ့လူတွေလည်းပါတယ်အဲအမတ်တွေဆိုတဲ့လူတွေကလည်းပဲလူမကြီးနဲ့ပါတီကိုပဲကြီးအောင်ပါဟို60ခုနှစ်ရွေးကောက်ပွဲမှာဟိုဝိဒုဝတ်တခင်ချင်းမောင်းလို့ဆိုရင်ဘယ်လိုပြောလဲဆိုရင်ဆန္ဒပြတာတဲ့ပြည်သူတွေကဆန္ဒပြတဲ့အနေနဲ့ဆန္ဒပြမဲပေးလိုက်တာတဲ့ NLD ကိုဆန္ဒပြမဲပေးလိုက်တာတဲ့ဟိုဘသူတွေပါလဲကြည့်မနေဘူးပေါ့ဗျာလာခြင်းနဲ့ကောင်းလာပေါ့အဲအဲ့လိုဒါမှမဟုတ် ဒါမှမဟုတ်60ခုနှစ်ရွေးကောက်ပွဲကလူတကယ်လူတက်နေပြတကယ်လူတော်လေးဒါမှမဟုတ်အခု2020မှာရွေးတဲ့လူတွေကတော့အာခမရဟိုချာတူလန်ပြီးတော့အချောင်သမားတွေအများကြီးပါလာတာပဲအဲ့ချာတူလန်အချောင်သမားတွေကအခုတက်နေရတဲ့နေရာတွေက NUG မှာလူကြီးတွေဖြစ်ခုန CRPH ကို NUCG တို့မှလည်းပါပေါ့ဗျာပြည်သူလူထုကတော့သူတို့ပေါ်မှာဟလာဩဇာရှိတဲ့အဖွဲ့အစည်းလို့မမြင်ပါဘူးသူတို့ကိုယ်တိုင်ကလည်းဘလောက်လောက်အရေးချင်းရှိတယ်ဆိုတော့သူတို့ကဆိုအသီးဆုံးပဲဗျာ နေရာအရင်ဆုံးပြေးထိုင်ကြတဲ့လူတွေပါနော်အဲ့လူတွေကနေပြောကောင်းမွန်တဲ့အကြံဉာဏ်တွေလည်းမပေးနိုင်ကြပါဘူးအဲ့လူတွေကနေပြောရင်ဟာလာ NGO ထိမ့်သိမ်းရင်လည်းအယူရှင်လည်းမရှိပါဘူးနော်ဒါကြောင့်မလို့ NGO ကခုလိုလက်ဖြစ်ကျင်နိုင်ဖြစ်နေတာမှာဘုချုပ်ပြောသလိုပေါ့အောင်ဆန်းပြောလို့ညီညွတ်ရေးညီညွတ်ရေးစားဖားရေးညီညွတ်ရေးကတော့မလုပ်ပါနဲ့ဆိုတော့ကူလေသူကပေးကန်ထားတဲ့ဗီဒီယိုတွေရတယ်သူ့ကိုတခဲနဲ့ထောက်ခံနေဗျာပြီးတော့ကျွန်တော်တို့ဘာလို့ကောက်နာပြောတော့မထည့်ပါဘူးဗျာ ဒါကိုတလုံးတော့မထည့်ပါဘူးကျွန်တော်ဘလောက်ကောင်းတာပြောလဲမထည့်ပါဘူးနော်တနည်းလလုံးကျွန်တော်တို့ NGO ထောက်ခံပြောလားတလုံးမှမထည့်ပါဘူးဗျာနော်စုံစမ်းကြည့်တဲ့ခါကျတော့သူတို့ကထောက်ပံ့ကြီးတွေရနေကြတာလေဗျာ NGO ကထောက်ပံ့ကြီးတွေရတယ်ဟာလားဆိုရင်အဲ့လိုအမျိုးတွေဖြစ်တယ်ပေါ့ဗျာအဲ့တော့အဲ့လိုပဲသူထောက်ပံ့ကြီးပေးထားတဲ့လူကလည်းဟိုညံ့ညာတာတက်တက်ညာညာတွေပြောရင်းပြောရင်းနဲ့အဲအလူလူနဲ့အလူလူတွေဖြစ်ကုန်တယ်ဘဝရောက်သွားတာအဲ့ဖြစ်တာ အဲ့တော့အခုဒီပြုပင်ပြောင်းလဲနေပတ်သက်ပြီးနောက်တစ်ခုရှိတာကအခုကအခြေခံဥပဒေအသွင်ကူးပြောင်းရေးကာလအကျိုးအခြေခံဥပဒေဆွေရေးဆွဲနေရလေဒီအစီအမံလို့ခေါ်တယ်ကွာသူတို့ကအဲ့ဒီအစီအမံကပြီးလောက်ပြီထင်တယ်အဲ့ဒီအစီအမံရဆိုရင်နောက်ထပ်အသွင်ကူးပြောင်းရေးအကျိုးပေါ့နော်အစိုးရဖွဲ့ဖို့စူးစမ်းနေတယ်အဲ့ဒီမှာဒီ EIA ကိုခေါင်းဆောင်တွေပါမယ် UNG နဲ့ပေါင်းပြီးတော့အဲ့လိုအစိုးရပုံစံသစ်သူကဖွဲ့ဖို့ စ조사နေဆိုပြီးကြဝန်ကြီးကကျွန်တော်ပြောမှုတယ်အင်တာဗျူးတစ်ခုမှာသူကဖြစ်စဉ်ကသွားနေပြီးလို့ယူဆရတယ်ဒါပေမဲ့ဒီအချိန်မှာဒီသတင်းထွက်လာတယ် UNG ပြုပြင်ပြောင်းလဲဆိုတော့ခုနအားလုံးပါမဲ့အသွင်ကူးပြောင်းရေးအစိုးရဆိုတာဟိုဖြစ်နိုင်ခြင်းနည်းသွားတယ်လို့ယူဆရတာပေါ့နော် UNG ပဲဆက်ပြီး run မဲ့ပုံစံမျိုး၅နှစ်ပြည့်သွားလဲအဲ့ဒီလိုမျိုးကျွန်တော်တို့တွက်ဆလို့ရမှတင်တယ်အဲ့တော့ဆရာအနေနဲ့ဘယ်လိုမြင်လဲအသွင်ကူးပြောင်းရေးအစိုးရနဲ့အခု UNG ကိုပြုပြင်ပြောင်းလဲမှာ ਨੇ ဟိုဖြစ်နိုင်ခြင်းကဘယ်လိုရှိလဲ ဘယ်လိုဆိုရဆိုရင်ဆရာအနေနဲ့ပိုကောင်းမထင်လဲအဲ့ဒါလေးလေဆရာသုံးသက်ချက်သိကြပါလားဟိုကျွန်တော်ကတော့ဗျာစစ်နိုင်တိုက်ရမယ်နော် NUE ကပဲတိုက်တဲ့ EO တွေနဲ့ပဲပေါင်းတိုက်တဲ့မြန်မာပြည်မကြီးတပ်ပေါင်းစုနဲ့တိုက်တဲ့ဘလို့နဲ့ပေါင်းတိုက်တဲ့စစ်ကတော့နိုင်မှာဖြစ်မယ်စစ်မနိုင်ဘဲနဲ့စိတ်ကူးရင်နေတော့လေထဲမှာတိုက်ရင်ဆောက်ဘူးဖြစ်မယ်ကျွန်တော်တို့အခုခင်ဗျာ TNL ရေးဆိုလို့ချင်းလေရင်နဲ့ဘုံကျတဲ့တောင်မခံနိုင်တော့လို့တရုတ်ကဖိအားတွေရောပေါင်းပြီးရှော့ရတာပဲ နောက်ထောင်းလို့မဲ့လာရှိုးလဲရှိုးပါလေကိုကချင်နဲ့ရခိုင်ကလည်းပဲဘုံကျဲပြီးတော့ဖိအားတွေပေးတယ်အကရင်ဆိုလဲဒီလိုပဲဘုံကျဲပဲဖိအားတွေပေးတယ်ကရင်ပြည်နယ်ကလည်းပဲဘုံကျဲပြီးတော့ဖိအားတွေပဲချင်းကလည်းဒီလိုပဲထိုးစစ်တွေဆင်းနေဆိုတော့အဲ့တော့ကိုနယ်မြေကိုကိုမလားအသေးနဲ့ခုခံနေရပြီးတော့လုံနေရတဲ့အချိန်မှာခမရဒီ NUG အောက်ကပြည်တော်စုအမျိုးသားညီညွတ်ရေးအစိုးရဆိုတာကြီးကိုဘလောက်လောက်သူတို့ပါဝင်နိုင်ပါလဲဗျာဘလောက်ကူညီနိုင်ပါလဲ ဲ့တော့တို့တို့ဒါတော့မလို့ရခိုင်ဆိုရင်လည်းပဲစစ်တွေနဲ့ကြောက်ဖြူရမှာဖြစ်မှာလေဒါမှရခိုင်ရွတ်လာမှာဟုတ်အဲ့ဒီဟာအဓိကပဲ KNL နဲ့မြကြီးနားဘဘောကိုတင်းမိုင်မှာအဓိကကြာမလေကြရလေဒီတိုင်းပဲအချင်းလဲဒီတိုင်းပဲအဲ့တော့ကိုဘာသာကိုမဲပြီးတိုက်နေရတဲ့အချိန်မှာအမျိုးသားအညုံမောင်းဆိုတာဆိုတာဒီအောက်မှာလာပြီးတော့အမင်းတို့ကဝင်းကြီးတွေပြေးမယ်မင်းတို့ကဘာညာအဲ့ဒါကြီးရတော့ဗျာခမရလေလက်တွေမကြဘူးပေါ့နော် အရန်သူကခုမပြဘူးလေအဲ့လိုခုမပြဘူးရန်သူကခမရထိုးစစ်တွေဆင်းနေအယူကောက်ပွဲလုပ်မယ်တရားဝင်အစိုးရဖြစ်လို့တပ်တိုင်းများကြိုးစားမယ်နော်အဲအဲ့လိုမျိုးတွေပေါ့ဗျာ तू ကသူ့အခြေကိုကော့အောင်အခိုင်ပြင်းအောင်လုပ်မှာရန်သူရဲ့အနေထားကိုကြည့်ရင်သူတို့ကရန်သူကလည်းလှုပ်ချင်တာလှုပ်ငါတို့လည်းလှုပ်ချင်တာလှုပ်ဆိုရင်တော့မဖြစ်ဘူးလေရန်သူအခြေအနေပေါ်မှာကြည့်ပြီးတော့ကိုယ်ကစစ်နေအောင်လုပ်ပြီးတော့လွတ်မြောက်နေမြေတွေဟာတိုးချဲ့နေအောင်လုပ်ရမယ်နောက်ဆုံး မေဘီတော်ထီတက်သိမ်းပြီးတော့စစ်အာဏာရှင်တွေကိုဖျောက်ချရမယ်လေအဲ့ဒီစိတ်သက်တွေကညော့သွားပြီးတော့အဲ့ဒါလေဘီတော်တက်ချီတက်မယ်ဆိုတဲ့ဥစ္စာတွေကဘာလာမှမကြတော့ဘူးအဲ့ဒါတွေကညော့သွားပြီးတော့ကိုယ့်ဘာသာကိုပဲရှိတဲ့လူတွေနဲ့အုပ်ချုပ်သွားမယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ပြလက်ရှိနိုင်ငံရေးအခြေအနေတော့မကန့်ညီဘူးအဲ့ဒါအောင်မြင်မှလည်းမဟုတ်ဘူးလို့ကျွန်တော်ဒီလိုပဲယူဆပါတယ်နော် โอเคဆရာကတော့စီရေးလုပ်ငန်းစဉ်ရာထိရောက်ဖို့ဟိုအဲ့ဒါကအဓိကပေါ့ဒါကိုဇောင်းပေးပြောတယ်ဒါရမှတခြားတွေလုပ်လို့ရမယ်ဒါပေမဲ့အခုသူတို့စ조사နေတဲ့ပုံစံကအခုကအခြေခံဥပဒေမရှိဘူးပေါ့နော် NUG မှာချာတာနဲ့သွားနေတာအဲ့တော့အခုအခြေခံဥပဒေတခုပေါ်လာမယ်အဲ့အတွက်အီယာကိုခေါင်းဆောင်တွေလည်းပါတဲ့ NUG မဟုတ်တဲ့အတွင်ကူပြောင်းရေးအကျိုးဆိုးကပုံစံမျိုးဆိုရင်ဒါနိုင်ငံရေးရပို့ပြီးတော့ခိုင်မာလာမယ်အားလုံးစုစည်းနိုင်နေဆိုရင်စီရေးရလည်းပို့ပြီးလှုပ်ဆောင်နိုင်မယ်စသည်ဖြစ်ပေါ့ NUG တဲ့စာရင်ကုနာ အသွင်ကူးပြောင်းရေးပူပေါင်းထားတဲ့အစိုးရပို့ပြီးတော့ဟိုဆရာတို့ပြောနေတဲ့တပ်ပေါင်းစုအသွင်တန်လဲစောင်းမှာပေါ့လေဆိုတော့အဲ့ဒါပို့မကောင်းနိုင်ဘူးလားအဲ့ဒါကိုမေးတာပါအာအဲ့ဒါမကောင်းနိုင်ဘူးတမိုင်းမှာပြေခဲ့ပြီလေခမရဒီ ADA ကြီးဖြစ်ပြီးတော့ចောင်းသားတွေတော့ခုတာပဲတော့ခုတဲ့ခါကျတော့ခမရအဲ့လိုပဲ EO တွေနဲ့ပေါင်းပြီးတော့ဟင်ဟလာဘုံများလို့ရှိတယ်နောက်ကက်ချင်အားဆိုလဲအဲကက်ချင်ကောင်းဆောင်လေးအဲ့လောက်အဲ့ဒီလောက်ကောင်းတဲ့အားကောင်းတဲ့တပ်ပေါင်းစုကြီးမရှိတော့ဘူးဗျာအဲ့တပ်ပေါင်းစုကြီးကနေပ အချင်းဥပဒေကိုဆွဲတာအတီးပြုတ်တယ်ခင်ဗျာဒါမလို့ခင်ဗျာနောက်ဆုံးမှာရန်သူကနေပြီးခင်ဗျာဖြိုးခွဲပြစ်တာခင်ဗျာလွတ်မြောက်တဲ့နေပြည်တော်ကိုမင်းတို့ကိုယ့်ဘာသာကိုအုပ်ချုပ်ကြကိုစီပွားရေးကိုလုံးကြလဲလုံးလိုက်တာအဲ့ဒါပြက်ပါလေဟောလားဗျာပြက်ပါလေဟောလားအဲ့တော့ဟိုစစ်မနိုင်မင်းနဲ့အဲ့ဒီလိုဟာအချိန်ကဥပဒေတွေအရင်အတီးပြီးတူပြီးပြုပြီးလဲပြီးလဲပြီးရောအဲ့အချိန်ကဥပဒေကိုအကောင့်ထဲမှာပေါ်တိုင်ကံပဲကိုကစပြုတ်ကွဲသွားတာအဲ့တော့အချိန်ကဥပဒေကမလိုအပ်ဘူးလိုအပ်တယ် ကျွန်တော်ရဲ့ပုံကူတယောက်ချင်းပြောမှာပေါ့ဆိုရင်တော့ကျွန်တော်ဖြတ်တန်းနေတဲ့အတွေ့အကြုံတွေကပြောမယ်ဆိုရင်တော့စစ်ကိုနိုင်တိုက်ပါတိုက်ပြီးတော့မှ bottom up ခြေကားဥပဒေကိုအိုက်ကြတော့မှဟလာအတီးပြီးပဲ6လလောက်ပြန်မှပြီးအောင်တော့တန်အလုံးစုံတစ်နှစ်ပေါ့ဗျာတစ်နှစ်ကျော်လောက်မှပြီးအောင်ဆွဲလိုက်ပြီးတော့မှပြီးတော့မှရွက်ကောက်ပွဲတွေလုပ်ပြီးတော့အဲ့လိုစနစ်ကပဲကျွန်တော်ကတော့လက်တူကြလိမ့်မယ်ထင်တယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့ခြေကားဥပဒေကြီးရှိလာတော့လေခင်ဗျားအဲ့ခြေကားဥပဒေကြီးရလဲခင်ဗျားအန်ယူကြီးကချပေးတဲ့ခြေကားဥပဒေလား ခိုးအောင်ဘယ်တော့လောက်ပါနိုင်မှာလဲဟိုကလည်းစစ်တိုက်နေအောင်ပဲဒီချိန်ကြီးမှာအဲအဲ့တော့အဲ့ဒီဟာကြီးကနောက်ဆုံးပြန်ပြီးတော့ဂုမပြားတစ်ကပြန်စာမယ်ဆိုရင်တော့အဲအဲ့ဒီဟာကတော့ဟိုစစ်နိုင်တိုက်ပါပဲဦးစားပေးစေရင်လေကျွန်တော်ကတော့လေဟုတ်ကဲ့ဆရာအဲ့တော့အခု UNG ကတချို့ဝစီဌာနတွေဦးစီးဌာနပြောင်းလဲမဲ့အပေါ်မှာကျွန်တော်ကစွန့်နေရဆိုတော့အဲ့ဒီပုံမှာဆရာတော်တော်ကြည်ကြည်ပြတ်မှလည်းအခုပြောပြီပေါ့နော်အဲ့တော့ဆရာလိုချင်တဲ့ပုံစံကဟိုပွင့်လင်းပြောရင်ဘာဖြစ်မလဲ သူအစိုးရပုံစံမလိုချင်တော့တာလားတလူမျိုးတော်လိုင်းရေးအစုဖွဲ့နေတယ်ပဲလိုချင်တာလားဆရာအနေနဲ့ဖြစ်ချင်တဲ့ IUG ကိုဖြစ်ချင်တဲ့အခြေအနေကိုအခုချိန်မှာအခုချိန်အခုပကတိချိန်တွေကဘာလောက်ရမလို့ဆရာအကြံပေးချင်လဲဟိုကျွန်တော်မလိုချင်တာမဟုတ်ဘူးပြည်သူကတောင်းတာနဲ့နိုင်ငံကြီးကတောင်းဆိုနေတာတော့လာစစ်နိုင်တိုက်ဖို့ပဲအဲစစ်နိုင်တိုက်ဖို့ဆိုရှင် NUG ကအစိုးရဖွဲ့ပြီးလှုပ်ရှားတဲ့လုပ်ကို၅နှစ်တော်ပြီးဘာမှမအောင်ဘူးမြို့နယ်လေး၆ခုပဲရတယ်ဒါတော့ကြိုင်းနေဟောမှာကြာအဲ့တော့ တော်လန်ရေးတက်ဖွဲ့ပေါ့ဗျာမျိုးတော်လန်ရေးအဖွဲ့ကြီးเนาะအဲ့အဖွဲ့ကြီးเนี่ยပဲတပ်ပေါင်းစုအဖြစ်ဖြစ်ဘလို့ ਨੇ ဖြစ်ဖြစ်ပေါ့ဗျာဒါအမှားတော့တပ်ပေါင်းစုမှာလည်းပဲနှစ်ခုပေါ့ဗျာအဲပြီးမာကြီးတပ်ပေါင်းစုဆိုပြီးတော့အဲ့ဒါကိုအရင်ဆုံးလုပ်ရမယ်ဗျာသွားပြီးတော့ EO တွေနဲ့သွားပြီးတော့ကိုကကိုဖိုင်ကိုဖင်အောင်ကိုမနိုင်ဘူးခင်ဗျာကိုကဘာမှတော့ကိုကကိုတော့ဘာမှဆိုင်မနေဟိုဘယ်လိုလုပ်ပြီး EO တွေနဲ့သွားပြီးတော့ဝါချင်းလည်းမတူဘူး touch in အားချင်းလည်းမတူဘူး ဆိုတော့အဲ့တော့အဲ့လိုကိုကကိုပြည်မကြီးတက်ကိုအရင်ဆုံးထူတော်အောင်မြင်တော့မှအီးဟိုတွေနဲ့ပေါင်းပြီးတော့နေပြီးတော့တက်သိမ့်နေနည်းနဲ့စီးရင်နည်းနဲ့အဲ့လိုလုံးမှရမှာအခုလိုအစိုးရဖွဲ့တိုင်းကိုချက်လက်ပတ်လဲလဲနေတော့တော့ဗျာဒါလည်းကျွန်တော်ဓာပြဟောင်းကြီးကိုကျွန်တော်ပြန်ဖွင့်တယ်ကျွန်တော်တို့ဖြက်လန့်နေတဲ့အရာတော့လုံနည်းနဲ့မှအစိုးရဖွဲ့တယ်နည်းနဲ့တော်လိုင်းကြီးကမှအောင်မြင်နိုင်ဘူးမနိုင်မနိုင်ပါဘူးကျွန်တော်ဒီလိုပဲမြင်ပါတယ်ဗျာဟုတ်ကဲ့ဆရာဦးကြီးမြေကျေးဇူးတင်ပါတယ်အခု UNG ကတချို့ဝင်ကြီးဌာနဦးစီးအဖွဲ့ဖွဲ့မယ်ဆိုပြီးတည်င်းထွက်လာတဲ့ပုံမှာဆရာရဲ့သဘောထားမြင်အခုလို့ ပုံမှန်လေးလေးဆွေးနွေးပေးတာကျေးဇူးထူပါဆရာဟုတ်ပါဗျာ